ဒီဘုံမှာချိုးရအောင်အမြင်မြင်ရလာပြီဆိုပြီးတစ်ခါအုပ်စုတွေကဝိုင်းပြီးတော့ပျောက်စားပြီးတော့တောက်ပွားနေတယ်ပြည့်။ချိုးလေးကဘုံမှာကနေအမြင်မြင်ရပြီးထမိန်ချုံသွားတာမဟုတ်ဘူးနော်။အကူလေးကထမိန်ချုံ။ထမိန်ချုံကနေပြီးတော့ဘုံမှာရင်ဘုံမှာတော့ယူတန်းနဲ့မှားတာမဟုတ်ဘူး။သူတို့ကမသိလက်ထိတ်ကထွက်လာတာ။ဟမ်လည်းနေပြည့်လူလူထမိန်ချုံထမိန်ချုံ။အတို့ကအဲ့ဒီထမိန်ထဲထွက်လာတာမဟုတ်ဘူး။သူတို့ကလက်ချောင်းထိတ်ကထွက်ကထွက်ပါလေအကောင်းပြောတာထွက်တယ်မလား။ဟမ်သူတို့တွေကထမိန်အောက်ကထွက်လာတာမဟုတ်ဘူး။အဲ့ဒီထွက်တဲ့အကောင်လုံးကလက်ချောင်းထိတ်ကနေထွက်လာ။အလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့မပူတုမဟာသွေးကထမိန်အောက်ကထွက်လာတာမဟုတ်လက်ထိတ်ကထွက်လာတာလို့ အမေသားကြီးကိုစီကိုရီးတက်တက်ပြောလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာအခုနောက်ပိုင်းမှာဒီဘောမဘောမလို့ခေါ်ကြတဲ့ထဲမှာပြည်တွင်းဘောမနဲ့ပြည်ပဘောမနှစ်ချမ်းကွဲသွားပါလေပြည်ပဘောမတွေကဒီစစ်အာဏာယူတွေရဲ့လောက်ရဟာလွဲနေပြီမှားနေပြီဒါဟာတပ်မတော်ကိုဖျက်ဆီးနေတာနိုင်ငံကိုဖျက်ဆီးနေတာဆိုတာကိုထောက်ပြလာကြတယ်အဲ့ဒီအချိန်မှာပြည်တွင်းကနေအဘဘောပြီးပြီးတော့ကွဲနေတဲ့အတန်းစားတွေအဲ့ဒီတိပဘောမတွေဘာပြောလဲဆိုတော့ဖမိန်ခြုံတာလို့ဘာဖြစ်လဲဟိုတစ္ဆာဖောက်ွားတာလို့ ပြီးလို့ရှိရင်ပြောပါတယ်အမျိုးမျိုးမဲ့သူတို့ဆွတ်ဆွဲကြတယ်ဒါပေမဲ့အဲ့ဒီဒီပဘောမတွေကဒီနေ့ချိန်ထိသူတို့စစ်တပ်ကိုအမှန်ကထောက်ခံတယ်တစ်တလုံးနဲ့စစ်တပ်ကိုအမှန်ကထောက်ခံလာကြတယ်ဒီနေ့ထိလည်းစစ်တပ်ကိုထောက်ခံတယ်ဒါပေမဲ့သူတို့ထောက်ခံတာစစ်ကောင်းဆောင်ထောက်ခံတာမဟုတ်ဘူးစစ်တပ်မတော်ကြီးဆိုတဲ့တဲ့အလုံးထောက်ခံကြတယ်အဲ့ဒီအတွက်ဒီစစ်ကောင်းဆောင်တွေကမှားနေလွဲနေတဲ့အရာကိုပြောတဲ့အချိန်မှာပြည်တွင်းမှာရှိတဲ့အဲ့ဒီအောက်တန်းစားတွေကပါပြောရရန်ပြန့်ချတယ်တတ်မဲ့ဖြတ်မဲ့လို့သွားကျင်းတဲ့ကောင်ကျင်းတယ်အခုလည်းဒီမှာကိုချိုကြီးကိုယာရီတွေပုတ္တုမှာပါပြောထားတဲ့အချိန်မှာလည်း ကချိုကြီးတောင်အမြင်မြင်ရလာပြီဘောမချိုကြီးတောင်အမြင်မြင်ရလာပြီဆိုပြီးတခါဥစုတွေကဝိုင်းပြီးတော့ပျောက်စားပြီးတော့တိုက်ွားနေတယ်အဲ့ဒါကချိုကြီးကဘောမကနေအမြင်မြင်ရပြီးထမင်ချုံသွားတာမဟုတ်ဘူးနော်အကူတွေကထမင်ချုံထမင်ချုံကနေပြီးတော့ဘောမရေဘောမကတော့ရိုးတန်းနဲ့မှတာမဟုတ်ဘူးဘလို့ထမင်ချုံခဲ့တယ်ဟုတ်လားကချိုကြီးကထမင်ချုံခဲ့တယ်အဲ့လိုပုံသူတို့ကလေကျွန်တော်ပြောမယ်သူတို့ဘက်နဲ့စန့်ကျင်သွားရင်ထမင်ချုံလိုက်တယ်ဟမ်သူတို့ကမသိလက်ထိတ်ကထွက်လာတာဟမ်နည်းနည်းပြင်လူတွေထမင်ချုံထမင်ချုံ အတို့အဲ့ဒီထမိန်ထဲထွက်လာတာမဟုတ်ဘူးတို့ကလက်ချောင်းထိတ်ကထွက်လာကတော့ပါရဲ့အကောင်ပြောတာဟုတ်တယ်မလားဟမ်တို့တွေကထမိန်အောက်ကထွက်လာတာမဟုတ်ဘူးအဲ့ဒီထွက်တဲ့အကောင်လုံးကလက်ချောင်းထိတ်ကနေထွက်လာတို့ထမိန်အောက်ကနေထွက်တာမဟုတ်ဘူးဟုတ်တယ်နော်ဟုတ်တယ်မလားအဲ့ဒါဆိုလည်းပြင်တွေ့လူထမိန်ချုံအခုလဲကိုချိုကြီးတို့ပြောတယ်ချိုကြီးကတော်လိုင်းရုပ်ပူပေါင်းပြီးတော်လိုင်းပဲရက်တီသွားတယ်သူပုံနော်ဒါပေမဲ့တို့စစ်ဖို့ချုပ်တွေရဲ့တလောက်ဒီတိုင်းပြီးဖြစ်နေတဲ့အရာစစ်တပ်ကိုဖျက်ဆီးနေတဲ့အရာတွေဟိုကထောက်ပြတာထောက်ပြတဲ့သူကိုဘာလုပ်လဲစစ်တပ်ကပြန်ရှာတာကြည့် နော်ကြည့်ဟိုကံလူကြောလာအဲ့ရ90ဆရာတော်ရဲ့ပြည်သူစစ်တပ်ဖွဲ့တွေထိသွားပြီးတော့သူမိမပြေးခြင်းဆိုလို့ရှိရင်လည်းပြည်သူစစ်ကြီးကြီးပေါင်းနေဝိတ်တနက်တီပိုင်းပြည့်စီရီတွေပိုင်းလေ့ကျင့်ကြပြီးတော့အဲ့ဒီလောက်ထိပုံမှန်ခဲ့တာနော်ထမင်းချောင်းကနေပုံမှန်နေပုံမှန်နေပြန်ပြီးတော့ထမင်းချုံလိုက်တယ်ဟုတ်တယ်လေကိုမမောင်ဆိုတဲ့ဒီတိုင်းပြောတာပဲသူတို့စစ်တပ်ကအမှန်ကထောက်ခံခဲ့တာသူတို့ထောက်ခံတာတပ်မတော်ထောက်ခံတာအဲ့တော့သူတို့ယူနီဖောင်းနဲ့ဝင်ဝင်ပြတ်မှာပဲဒါသူတို့ရဲ့ခံယူချက်ထောက်ခံချက်ဒါပေမဲ့အခုသူတို့ပြောနေတယ်ကျွန်တော်တို့ကလူဆိုရင်သူတို့ပြောတဲ့စကားမှားလားမှန်လားကိုကြည့်ရမှာမဟုတ်ဘူးလား သူတို့ဘယ်ဘက်ရက်တည်လဲဆိုတာနဲ့ကိုသူတို့ပြောတဲ့စကားတွေသူတို့လုပ်တဲ့အလုပ်တွေမှားနေလားအခုကိုချိုကြီးတို့ကိုမောင်မောင်တို့ပြည်တွင်းရဲ့ဘောမတွေတော်တော်ဆဲနေတဲ့တူတွေအဲ့ဒီတူတွေပြောတဲ့စကားဟာစစ်တပ်ကိုမဟုတ်မမှန်တာတွေဆွတ်ဆွဲနေတာစစ်ကောင်းဆောင်မှာစစ်အခုလက်ရှိအာဏာသိမ်းတာနဲ့မင်းအောင်နိုင်အပါဝင်နော်ကိုချိုကြီးပြောလိုက်ပေါ့စစ်ဖို့ကောင်းဆောင်တွေအဲ့ဒီစစ်ဖို့ကောင်းဆောင်တွေရဲ့မရှိတဲ့အဖြစ်ကိုရှိပါတယ်လို့ဒီလူတွေကလောက်ကျလီစေပြီးပြောနေတာလားဒါမှမဟုတ်တကယ်ပဲရှိတဲ့အဖြစ်ကိုဒီလူတွေကပြောတာလားမရှိတဲ့အဖြစ်ကိုလောက်ကျလီစေပြောရင်တော့ဒါဒီလူတွေအလုံးပဲဒါကျွန်တော်ပြောရင်လည်းပြောတာ ဟုတ်တယ်နော်မင်းအောင်နိုင်မှာမရှိတဲ့အဖြစ်စိုးဝင်းမှာမရှိတဲ့အဖြစ်လက်ရှိဒီဒီမင်းအောင်နိုင်စိုးဝင်းကိုထောက်ခံပြီးတော့အောက်ကနေဝိုင်းလောက်နေတဲ့ကောင်တွေအုတ်ကြီးတွေကစပြီးတော့အဲ့ဒီအစ်စ်နေအားလုံးမှာမရှိတဲ့အဖြစ်ကိုဒီပုံပုံတွေကိုမောင်မောင်တို့ကိုချိုကြီးတို့ဒီလူတွေကပြောတယ်ဆိုရင်တော့ဒီလူတွေကိုကျွန်တော်လက်ကပ်ခွင့်ဘာဖြစ်လို့ဒါအောင်တန်းကြတယ်လို့တစ်ဖက်မှာမရှိတဲ့အဖြစ်ကိုပြောတာဒီအောင်တန်းသားပဲမှားတာမှန်တာခဏခါတူတဘာပေါ့မရှိတဲ့အဖြစ်ကိုစွတ်စွဲပုတ်ခတ်တာအောင်တန်းသားဒါပေမဲ့ဒီလူတွေအဲ့လိုပြောတာမပြောဘူးလေသူတို့ပြောတာအမှန်တွေကိုပြောတာလေ မှန်တာပြောရင်လက်ခံမှာမဟုတ်ဘူးလို့ဆိုတာတခိုးတခိုးလို့ပြောတာကိုနားတယ်ဆိုရင်မခိုးနဲ့လေဟုတ်တယ်နော်ဓမြောက်ဓမြလို့ပြောတာနားတယ်ဆိုရင်မခိုးဓမြမတိုက်နဲ့အခိုးလဲခိုးသေးတယ်ဓမြလဲတိုက်သေးတယ်ထက်အောင်တခိုးကိုပြောရင်တတ်မယ်ဖြတ်မယ်ထားလို့လို့ဆိုတာအတိတ်ရှိတာအဲအခုကအဲ့လိုဖြစ်နေတာဟမ်တခိုးကိုတခိုးလို့ပြောရင်နားတယ်ဓမြကိုဓမြလို့ပြောရင်နားတယ်အာနာယူအာနာယူလို့ပြောရင်နားတယ်အဲ့ဒါဆိုရင်မလုံနဲ့လေနားရင်မလုံနဲ့သူတို့ပြောတာမမှားဘူးသူတို့ပြောတာအမှန်ပြောတာလေသူ့ရဲ့ငွေမူလလာရစင်းကွာထမိုင်ချောင်ဖြစ်နေတဲ့အတွက်အထူးထူးဒီပေါ်မှာဖတ်ချက်ပေးနေတာမလို့ ဒါသူ့ရဲ့ဒါနေကြီးခံချက်ပေါ်မှာမူတည်ပြီးတော့အမခင်မှာထမိန်ချုံအဘခင်မှာဘုံမလူနဲ့ချမ်းသာဘဝဒီကိစ္စနဲ့ပတ်သက်ပြီးရောရင်ဒီကပြောအမခင်မှာထမိန်ချုံအမအဘခင်မှာဘုံမဆိုအဲ့ဆိုရင်ဒီပုံကိုယ်တွေကအခုမင်းအောင်နဲ့လည်းပေါင်းပြီးတော့ဘုံမမှာပေါ့ဘယ်လိုတွေပြောနေတာကြောင်းပြန်ကြီးအော်မဘုတူတဲ့လင်ရကစားတွေးလေချက်ချားပြီးတော့ဖီးတဲ့အတက်လွန်ပြီးတော့ကြောင်ချက်ချားနေဖြစ်ပုံများမသိဘူးဒုက္ခပဲအဲ့ဒီပချိုကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ ။ဒီဒီမှာကျမတို့လည်းပြောမယ်ဆိုရင်ကျမထက်လည်းအတက်များကြီးရယ်ကျမထက်လည်းဟိုအရင်တည်းကလူသားကြီးတခင်လုပ်ခဲ့တယ်။တော့ပြောမယ်ဆိုရင်ဒီဘက်ကလူနဲ့ပြင်းထန်ကလူလိုင်းဘဝလူနဲ့ရေတွေကလူဆိုလို့ရှိရင်ယုံမဲ့ယုံကိုကြီးဘက်မှာကိုနဲ့အတူတူလက်တွဲနေတဲ့လူယုံရမယ်။ဒါပေမဲ့အဲ့ဒီကိုချိုကြီးအဲ့စကားမှန်တာလိုင်းဘဝလူနဲ့ပြင်းပြင်းကလူပြင်းပြင်းလူယုံမယ်ပေါ့။ကောင်းပြီ။တချို့တွေတိတ်တာတယ်အင်တာနက်လည်းမရှိဘူးသတင်းစာလည်းမရှိဘူးရေဒီယိုလည်းမရှိဘူးတိုင်းနိုင်ငံလုံးဘာဖြစ်နေလဲမသိရဘူးဒါပေမဲ့တွေ့ရက်ကွက်ကလေးမှာတော့တူတည်တယ် ဲ့ဒါဆိုတော့အဲ့ဒီမြေပြင်ရလူကဟိုတနေရာမှာဖြစ်နေတဲ့တင်းကိုတူတိမလားလိုင်းပေါ်ကလူကတိမလားနေရာတကာအဲ့လိုတွတ်လို့မရဘူးလေဟုတ်တယ်မလားပြောတဲ့စကားအကြောင်းအရာယုတ်တိဗေဒရှိမရှိပြောတဲ့စကားမှန်မှန်မှန်ဒါလည်းမစစ်ဆေးရမှာလေနေရာဒေသအတိမမဟုတ်ဘူးဟမ်ဒီမှာမနေတိုင်းနဲ့ဒီလူပြောတဲ့စကားမှားတယ်ကွာပြောလို့မရဘူးဒီလူမှနေတိုင်းနဲ့ဒီလူပြောတဲ့စကားမှန်တယ်ကွာပြောလို့ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်းနဲ့ရ36ရှိစစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားနှစ်ဦးတေဆုံးပြီးဗိုလ်တအူးထိခိုက်ဒဏ်ရာရ နေပြည်တော်တက္ကုံမြို့နယ်ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမှတ်239ရှိအကျန်းဖတ်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားနှင့်ဥတည်ဆုံပြီးဗိုလ်တအူးထိခိုက်ဒဏ်ရာရခဲ့ကြောင်း PDF မှတရင်မှုရဲဘော်ရမွန်ကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်နိုဝင်ဘာလ17ရက်နေ့ည9:45မိနစ်ခန့်တွင် တက္ကုံမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ်239ရှိအကျန်းဖတ်စစ်တပ်ဤ၄ကတရားကိစ္စခန်းကိုနေပြည်တော်တက္ကုံ PDF တည်ရင်အမှတ်ရှိရ3မှဒေါ်လာရေးတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ထို့ထိတွေ့တိုက်ပွဲသည်မိနစ်30မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးအကျန်းဖတ်စစ်တပ်ဘက်မှနှစ်ဦးသေဆုံးကဗိုလ်တဦးထိခိုက်ဒဏ်ရာရရှိပြီးဆေးရုံတင်ထားရကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လာရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည် စစ်ခွေးအင်အားက15ယောက်လောက်ရှိမယ်ဂိတ်စခန်းအသေးပါစစ်ခွေးတည်စီရင်ထတ်တိုးတည်ဆုံးတာမျိုးမကြမိဘူးကျွန်တော်တို့ကတော့နေပြီးတော့တိုင်းစစ်ဌာနတပ်တွေဖြစ်လို့နေပြီးတော့အဝန်းဝိုင်းကိုပျောက်ကြားတိုက်ခိုက်ဖို့အမြဲစူးစမ်းနေမှာပါဟု PDF မှတယင်းမူရဲဘော်ရမွန်ကပြောဆိုသည်ထိုတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီးအမြန်လန်းအနောက်ဘက်ခြမ်းကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေ၍ကျေးရွာနေပြည်သူများစီရေးတတိဖြင့်တွာလာနေထိုင်ကြရန်တရင်မူရဲဘော်ရမွန်ကဆက်လက်ပြောဆိုသည် မရဘူးလေဟုတ်တယ်မလားဒီလိုမှနေပြီးတော့ကိုယ့်ရက်ပတ်လာမတိတဲ့လူတွေတပုံကြီးနိုင်ငံရေးဆိုတာဘာမှမတိဘူးသူများတွေကဘာမှမတိဘူးဘယ်နေရာမှာဘာဖြစ်လဲဘာမှမတိတဲ့လူတပုံကြီးမြန်မာပြည်မှာနော်အဲ့တော့အဲ့ဒီလိုလူမျိုးတွေတကယ်လိုက်လေလာနေတယ်အခုဘယ်နေရာမှာတိုက်ပွဲဖြစ်တယ်ပြည်ထဲမှာတွေ့တယ်တွေ့ရတဲ့အဲ့ဒီဟာကိုချက်ချင်းဖုံးဆက်တယ်နော်ဗီဒီယိုကောင်းကောင်းတယ်ဟုတ်လားမင်းတို့ဒေတာတကယ်တိုက်ပွဲဖြစ်နေတာချွတ်တကယ်အဲ့လိုလေလာတာအဲ့လိုလေလာတဲ့လူတွေကိုနေ့ကပြောဆိုကိုယ့်ရွာမှာတော့ကိုနေတယ်သူများရွာဘာဖြစ်မှန်းတော့မတိတဲ့လူဘယ်သူကကိုတိမလဲဘယ်သူစကားကိုမှတ်မလဲအေးအဲ့ဒါကျွန်တော်တို့အတွေးခေါ်ကိုအဲ့လိုတွေးတယ်ဘာလို့ဆိုလက်တွေ့ချက်ချက်တွေးတယ်သူတို့တွေးခေါ်ကလည်းတွေးဖို့မကြည့်နော်အဲ့ဒါပဲကြည့် ယူမအောင်စာတင်မဲဆိုလက်မှတ်တွေကောက်တော့ကျွန်တော်လာပြီးတော့ဆေးရုံဆေးရုံနဲ့ရှင်မသူပြောတာတော့လားတော်ကြည့်ရတာရုပ်ထည်မရှိဘူးဒါမှဖြစ်နိုင်ဘူးဒါမှအောင်မြင်နိုင်ဘူးနောက်တစ်ခုကအဲ့ဒီယူမအောင်စာတင်တဲ့လူတွေကတော့ကိုယ့်ရဲ့နာမည်ကိုယ့်နာမည်နဲ့နေရဲ့လိမ့်စာကိုတင်ရမှာဆိုတော့နေရဲ့လိမ့်စာတွေကကိုယ့်အိမ်ထဲကိုယ်နေရတော့အသက်ခံနေရတော့အကုန်လုံးကနော်ဟိုပြောင်းရွှေ့ပြီးနေရတဲ့အချိန်မှာဒီနေရဲ့လိမ့်စာကြီးတွေကြောက်တရားတွေအဲ့ဒီကြောက်တရားတွေကိုနင်တို့ကနင်တို့ဖန်တီးခဲ့တယ်ငါတို့ဖန်တီးရမှာမဟုတ်ဘူးနောက်ဒီထက်ပိုဆိုးတဲ့ဘဝကြီးလာပါမယ်နင်တို့အတွက်နော်ဒီသူအတွက်ကတော့မကြိုက်ဘူးလွတ်တော့ကျွတ်တော့နေမယ် နေတို့အတွက်ကအဖြစ်အပျက်နဲ့အဲ့ရဆိုးတဲ့ဘဝတွေလာဖို့ပဲရှိတယ်အဲ့ဒါတွေအားလုံးကဘယ်သူမှဖန်တီးတဲ့ဘုံနေတို့ကိုယ်တိုင်ဖန်တီးတာနေတို့ကိုယ်တိုင်ဒီဟာကိုခေါ်လာနော်အခုမှနေရပြောင်းရွှေ့ရတယ်လို့အိမ်လိမ့်ဆာမပြောရတာလို့တက်ခံပြီးမှဆိုလို့မဆိုရင်ပါနဲ့အေးစင်းနေပါနော်အတာလောက်ပါဖြစ်ဖြစ်လို့နော် UN ကိုစတင်လိုက်ရင်ဒီလူတွေရဲ့လုံခြုံရေးအတွက်အာမခံချက်ဘယ်သူမှမပေးနိုင်ဘူး။ဒါကြောင့်မဒါကြီးရမဖြစ်နိုင်ဘူး။နောက်ကျွန်မတယောက်တည်းအနေနဲ့ကတော့တို့ UN ကိုစတင်မှာဆိုပြီးကျွန်မတယောက်တည်းအနေနဲ့ကျွန်မလက်မှတ်ရေးထိုးပြီးပေါင်ရင်အဖြစ်ဒါပေမဲ့ကျွန်မကနေပြီးတစ်ဆင့်ဟောကျွန်တော်တို့ UN ကိုစတင်မှာလက်မှတ်ထိုးပေးမှာဆိုပြီးကျွန်မမစီရင်ဘူး။ဘာလို့လဲအဲ့ဒီလူတွေအတွက်လုံခြုံရေးအာမခံချက်ကျွန်မအာမခံချက်မပေးနိုင်ဘူး။နော်။ဆိုတော့အဲ့ဒီအကြောင်းကလည်းပတ်သက်ပြီးပြောတဲ့အခါကျတော့ဟုတ်ကဲ့နိုင်ငံခြားကဦးလေးကြီးတယောက်မြန်မာပြည်တွင်းကအထွေထွေတယောက် မကိုအိုးဆုံးတက်ဆက်စောင်းရောက်ပြီးပြောချတာကျမကိုတတ်ခိုက်တာအဲ့အတော်ကြီးဆိုလို့ရှိရင်လေဘာဖြစ်ဖို့မှပို့ရတစ်ခုတစ်ခုတင်ပြီးတော့အာကျမကကန့်လန်းတိုက်တာရှေ့ကလည်းမတော်တော့ကလည်းမလိုက်ဘူးလို့စောင်းရောက်ပြီးပြောတော့ပြောတာအဲ့အချိန်တော့ကတော့သူပြောလို့ကျမပြန်ပြောလို့ရှိရင်တက္ကနာကြီးအကြီးကြီးဖြစ်သွားမှာနော်နောက်ဆုံးတော့အဲ့ကုချိုကြီးရပဲအဲ့စကားကြီးမလဲလေးရှုပ်ပြက်တနာလေးတက်တော့နာဈားရင်းကကိုနောင်တော်လေးနဲ့ကိုမိုက်ကယ်ကျော်မြင့်နဲ့ပြက်တနာလေးတက်ပြီးတော့မိုက်ကယ်ကျော်မြင့်ကကိုနောင်တော်လေးကိုတရားစွဲမယ်ပါလို့ဖြစ်ကုန်အဲ့တလာကြီးကကုချိုကြီးဆိုင်ရည်နော်ဆိုတော့ဒီချိန်မှာတော့ကုချိုကြီးရဲ့ဇာတိရုံမှာပေါ်လာပြီးဖြစ်တဲ့အတွက်ဒီချိန်လုံးကချိုကြီးဘက်ကနာပြီးကျမကိုပိုးစိုးပက်ဆက်ပြောခဲ့တဲ့အတော်ကြီးကြီးသဘောပေါက်လို့ပြီးချိန်တယ် တော့တွေ့မှာအခုပြောရတာတွေ့တယ်နော်ဇော်ဘုံဟင်းသူတို့ဘောမတွေကတယောက်နဲ့တယောက်ချစ်လို့ခင်လို့စီယုံတာမဟုတ်ဘူးမကောင်းတာကိုလုပ်တဲ့သူမျိုးစီယုံတာအခုဇော်ဘုံဟင်းဇော်ဘုံဟင်းကိုစစ်တပ်ကဖမ်းတယ်ဘယ်လို့ရှင်းတာဆရာကြီးစဉ်းစားကြည့်ဟမ်အခုကျွန်တော်တော်လိုင်းလောက်နေတော့ဗျာကျွန်တော်ဖမ်းမယ်ဆိုရင်ပါရန်သူဖြစ်တဲ့စစ်တပ်ဘက်ကမဖမ်းဘူး။ဒါပေမဲ့ကျွန်တော်ကို PDF ကဖမ်းပြီးတော့ထောင်ချလိုက်တယ်ဆိုရင်ခံစားကြည့်စမ်း။ဟုတ်တယ်နော်။ကို့လူမရင်ဝန်ထိန်ပေးလို့မရဘူးလား။ အဲ့ဇော်ဘုံကြီးမင်းနောက်ကတရူအားထောင်မင်းတို့ထောင်လက်ထက်နေမှာနော်မင်းထောင်လက်ထက်နေမှာမင်းဘယ်လိုလုပ်မပိုင်းတိုင်းရဲတယ်အောင်ပြောတော့ထောင်ထောင်ချွတ်တော့အောင်လို့နောက်မင်းလောက်လူတယောက်ကထောင်ထဲဝင်နေရတဲ့ဘုရားစဉ်းစားကြည့်အချောက်ထဲပဲတည့်ရနေကြီးရောဒါပေမဲ့အဲ့တလူဟာမျိုးကိုဝိုင်းမကယ်ကြတဲ့ပြီဘာပြောကြလဲမပေါ့ဆိုရင်လေသူ့ရဲ့မနာလိုစိတ်ကဘလောက်ပြင်းထန်လဲဆိုတာဇော်ဘုံကြီးကကောင်းတယ်တဲ့သူကမပြည့်ဘူးတဲ့မပြည့်ဝပဲတဲ့ရှောက်ပြောလို့အဲ့တော့ထောင်ထဲမှာပြည့်ဝဝအောင်ပေးပြီးတော့ဖြည့်ဈေးခိုင်းရတာဟာအဲ့လိုထုံပြောတာနော်ဒါတို့အချင်းချင်းနော်အဲ့တော့ဒီဒီလူတွေရဲ့စိတ်ဓာတ်တွေကြည့် မှားတာမှန်တာတရားတာမတရားတာသူတို့ခေါင်းထဲမှာဘယ်တော့မှမရှိဘူးအဲ့လူတွေတရားနဲ့သွားမဟုတ်နဲ့သူတို့ကိုလုံလို့ရတနည်းပဲရှိအဲ့တနည်းပဲရဘာမှဘာမှပြောနဲ့လေးကုန်းနဲ့နော်အဲ့တော့သူတို့နဲ့တန်ရာတန်ရာကိုလည်းကန့်ကြွယ်အကောင်းဆုံးပဲအဲ့တော့မြန်မာပြည်မှာဒီတော်လိုင်းအလွန်ကာလကြွကြည့်နေတဲ့တာနော်ချင်းချင်းလေးတော်လိုင်းဘက်ကရှုံးသွားလို့တော်လိုင်းတမားတွေဒုက္ခမရဘူးရောက်လဲအခိုက်အတန့်နော်တွေ့တဲ့အချိန်တန်ကြရင်အခြေကျသွားမှာဒါပေမဲ့တော်လိုင်းဘက်ကနိုင်ဝါတော့ရှိကဘာမှာတော်လိုင်းရဲ့နိုင်ဝါတဲ့တိုင်းပြည်ကိုကြည်ထားတယ်အဲ့ဒါလေးပဲပြောချင်တယ် တိလားတော်လိုင်းဘက်ကနိုင်ွားရင်ကဘာပေါ်မှာတော်လိုင်းရေးဘက်ကနိုင်ွားတဲ့တိုင်းပြည်ဒီမှာဘလို့လောက်ကြတယ်ဘလို့ဖြစ်ကြတယ်အေးအဲ့တော့မင်းတို့ပေါ်မှာတော့အဲ့ဒီအခြေကိုကြည့်ရှင်နေပါ